ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။တာဂက်နဲ့ပတ်သက်ပြီးတော့မျိုးသိပ်ခြားတာတွေကိုဖွင့်ချလာတဲ့ baby မောင်မင်္ဂလာပါပရိသတ်ကြီးရဲ့ baby မောင်ကတော့ကြောင်တင်းတဲ့ခန္ဓာကိုယ်ကောက်ကြောင်နေကြောင်းအမျိုးသားတူကြီးရဲ့အားပေးမှုကိုရရှိထားတဲ့မင်းသမီးတလည်းပဲဖြစ်ပါရဲ့ရှင်။ baby မောင်ကအမှုပညာလောကတွေကိုဗီဒီယိုခင်မာကလေးကရိုက်ကူးခဲ့တာဖြစ်ပေမဲ့အောင်မြင်မှုတွေတော့မရရှိခဲ့ပါဘူး။စကားများစွာမှလည်းပါဝင်တရုတ်ဆောင်ခဲ့သူဖြစ်ပေမဲ့သူမတရုတ်ဆောင်တာတဲ့ဆက်စီဖိုတိုတွေကြောင့်သာလူသိများသွားတာပဲဖြစ်ပါရဲ့ ပြည်ပြီးမှကကိုဗစ်ကာလတွေဖြစ်နေတဲ့အချိန်မှာတော့ရေပန်းဆလာခဲ့တဲ့လိုက်စီလောကရဲကိုရောက်မှသာအမျိုးသမီးတွေရဲ့ဝမ်းရင်ချင်းကိုခံခဲ့ရတာပဲဖြစ်ပါတယ်ရှင်။သူမရဲ့အလန်းစားတော်ကီတွေနဲ့ဇေယောင်ကောင်းမှုတွေကြောင့်အချိန်တို့အတွင်းမှာပဲအောင်မြင်မှုတွေရရှိခဲ့တာပဲဖြစ်ပါတယ်။အဆိုပါအချိန်ကတနိုင်ငံလုံးအိမ်တွင်းအောင်းနေရတဲ့အချိန်ဖြစ်တာကြောင့် online shop တော်တော်များများကလိုက်လွင့်ပြီးတော့ပဲဇေယောင်ကြတာပဲဖြစ်ပါတယ်ရှင်။သူမရဲ့ရောင်းအားတွေကြောင့်ပဲကိုဗစ်ကာလကနေစတင်က တရက်ကို30ခန်းအထိရှာဖွေနိုင်ခဲ့သူလည်းဖြစ်ပါတယ်ရှင်။အဲ့နောက်မှာတော့ baby mom ကအဆူတော်တာကန်နဲ့အတူလက်ထပ်ခဲ့ပြီးတော့အခုချိန်မှာတော့တမီဦးလေးကိုရရှိထားပြီးလည်းဖြစ်ပါတယ်။တာရတဲ့အိမ်တော်ရေးတစ်ခုကိုတိဆောက်ထားခဲ့ကတမီလေးရဲ့နာမည်ကိုလည်း billion လေးလို့နာမည်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။တာကန်က baby mom ဘလောက်ပဲဆွဆွခွင့်လွှတ်နာလဲပေးတတ်သူဖြစ်ပြီးတော့ baby mom ကလည်းတာကန်ကြောင့်သာ အခုလိုပြောင်းလဲသွားခဲ့တာပဲဖြစ်ပါတယ်။ ဆက်စီမော်ဒယ်လောကဘဝကိုလည်းခင်ပွန်းဖြစ်သူအလိုတော့ကြရှောင်ပေးခဲ့တယ်လို့လိုက်စီလောကကိုပဲအခြေချနေခဲ့တာပဲဖြစ်ပါတယ်။တားကန်းကိုယ်တိုင်ကလည်းတချင်းတွေဖန်နေတာနေပါသွားပြီးတော့စီးပွားရေးလောကကိုပဲအခြေတကြလောက်ကန်လာခဲ့တာပဲဖြစ်ပါတယ်ရှင်။ဇနီးတွေကိုလည်းလူလေးသေးမရှိအောင်ဆောက်ရှောက်တတားကြောင့်ဘေဘီမောင်ကတော့အိမ်တော်ကြကန်ကောင်းတယ်ဆိုပြီးတော့အများရဲ့အားကြခြင်းကိုခံရတာပဲဖြစ်ပါတယ်ရှင်။အရှင်ကတော့ဘေဘီမောင်ကဆက်ဆက်တိမခံလို့တဲ့စိတ်ရှိတဲ့အတွက်ကြောင့်တငယ်ချင်းတွေအပြင် မိသားစုအနေနဲ့ပါပြဿနာတွေတက်ခဲ့ပူပါတယ်အခုတော့ဘေဘီမောင်ကပရိသတ်တွေအံ့ဩသွားရလောက်အောင်သူ့ရဲ့အစ်စ်တွေကပြောင်းလဲသွားပြီးတဲ့နောက်မှာတော့ပရိသတ်တွေကလည်းအစ်စ်တိုးလာခဲ့တာပဲဖြစ်ပါတယ်ကြပြင်သူမကဒါကင်းပေါ်မှာလည်းအရင်လိုမဆိုးတော့တဲ့အပြင်သမီးလေးဘီလီယံအတွက်လည်းအင်တာမရှင်မကောင်တူအဖြစ်နေထိုင်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်ကြပြင်သူမအနေနဲ့လိုက်စေးလောကမှာအောင်မြင်မှုများစွာရရှိထားတာဖြစ်တဲ့အတွက်ကြောင့်ရုပ်ရှင်လောကတွေကိုပါတကြောပြန်အခြေချလာခဲ့တာပဲဖြစ်ပါတယ်ရှင် ဗီဗီမောင်ရဲ့ခင်ပွန်းဖြစ်သူတာကန်းကတော့စီဝါရေးကိုလည်းအားစိုက်တယ်လို့ဗီဗီမောင်နောက်ကိုလည်းတကောက်ကောက်လိုက်ကဥဆောင်နေခဲ့ပါတယ်တာကန်းကဗီဗီမောင်ထက်ခုနှစ်နှစ်လောက်ငယ်တယ်ဆိုပေမဲ့လည်းဗီဗီမောင်ကိုလူလေးသေးမရှိအောင်ထားတဲ့အပြင်တက်တဲတုံအောင်လည်းချစ်ပေးလို့နေခဲ့ပါတယ်ဒါကြောင့်ပဲအများစုကဘေဘီမောင်ဘလောက်ဆိုလို့နေခဲ့ပါစေ။တာကန်ရဲ့ချစ်တက်ပြီးတော့ပြုပြင်ပေးခြင်းတဲ့ဆန္ဒတွေကြောင့်အိမ်အောင်ကြကန်ကောင်းတဲ့ဆိုပြီးတော့ဘေဘီမောင်ကိုအများကအားကျနေကြတာပဲဖြစ်ပါရဲ့ရှင်။ ိတ်မကြခင်မှာလည်းဘေဘီမောင်ပါဝင်ရိုက်ကူးထားတဲ့ရုပ်ရှင်စကားတွေကလည်းပရိသတ်တွေရှင်းမှာပြန်လည်ရောက်ရှိတော့မှာဖြစ်တဲ့အတွက်ဘေဘီမောင်ရဲ့အမှုပညာအရေးအသွေးကိုတကြော့ပြန်ပြန်လည်ကြည့်ရှုရတော့မှာပဲဖြစ်ပါတယ်ရှင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခါမှတင်ဆက်ပေးမှာကတန်တာမိုးတက်ရဲ့အကြောင်းလေးကိုတင်ဆက်ပေးချင်ပါတယ်ရှင်မင်္ဂလာပါပရိသတ်ကြီးရေတယောက်ဆောင်တန်တာမိုးတိန်ကတော့ အခုနောက်ပိုင်းနေ့တွေမှာတော့ကြေးရိပ်တက်လာတဲ့တရုတ်ဆောင်ကောင်းမှုတွေကြောင့်ပရိသတ်တွေတတော်များများကတတိထမီလာကြတာပဲဖြစ်ပါတယ်။ဟစ်ပလေးကရိုက်ကူးထားတဲ့ဇလန်ထွေးတတော်များများမှလည်းအပူအလိုမရှိကောင်းဆုံးတရုတ်ဆောင်နိုင်ခဲ့တာကြောင့်ရုပ်ရှင်စကားကြီးပါလက်ခံရိုက်ကူးနေရပြီလည်းဖြစ်ပါတယ်။လူများကြားမှာဝေဖန်နေကြတဲ့လာခေါ်သူရုပ်ရှင်စကားကြီးမှလည်းတန်တာမှုတိတ်ကအထက်ကမင်းသမီးအဖြစ်စီနီယာနေတိုနဲ့အတူတွဲဖက်တရုတ်ဆောင်ဝင်ရရှိခဲ့တာပဲဖြစ်ပါတယ်ရှင်။ တန်တာမိုးတဲ့ကတရုတ်ဆောင်ပိုင်းမှာရောထူးချင်တာတွေမဟုတ်ပဲအစိုးပိုင်းမှာလည်းခေသူမဟုတ်ခဲ့ပါဘူး။သူမတည်ဆိုထားတဲ့တပုတ်တဲသောတခြင်းကိုလည်းမိမိုင်ချိမိနေအောင်ပြင်ဆင်ခဲ့ပြီးတော့လူများရဲ့အာယုံကိုဖန်ဆားထားနိုင်ခဲ့ပါတယ်ရှင်။အဲ့ဒါကတော့အစိုးရလောကမှာလွန်လူလူကနေလူစားသိခဲ့တဲ့ရရင်အောင်တဲ့အတူသူမရဲ့ MTV ကိုရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ဗီဒီယိုထဲမှာလည်းရဲရင်အောင်ကိုအနမ်းမိုးတွေနဲ့ချွေချခဲ့တယ်လို့အနမ်းစာဝန်ခံတချို့တို့ကြောင့်ပြိုမရီတို့ရဲ့ဇဝုံချင်းကိုခံထားရတာပဲဖြစ်ပါတယ် ကြပါမယ်တန်သားမှုတင်ကတော့ဘာမှပြမပြောခဲ့ပဲရဟင်းအောင်ရဲ့ရုပ်ကိုဖျက်ပြီးတော့ဇုံတွဲပုံကိုထပ်မံတင်လာခဲ့ပါတယ်အဆိုပါပုံတွေတက်လာလို့အပြီးမှာတော့ရဟင်းအောင်ကသူနဲ့တန်သားမှုတင်တို့ကတွဲလို့ဘလို့မှမဖြစ်နိုင်ကြောင်းကိုပြောဆိုခဲ့တယ်လို့မပေးစားဖို့ပါပရိသတ်ကြီးကိုတောင်းဆိုလာခဲ့တာပဲဖြစ်ပါတယ်ရှင်ရဟင်းအောင်ရဲ့အစကားတစ်ခုကြောင့်တန်သားမှုတိတ်ကတူဦးတဲ့ဇွလုံနေရလို့ပြုံမရီတွေကထင်သွားကြတဲ့အပြင်တန်သားမှုတိတ်ကလည်းလူအများရဲ့ကြည့်ရဲ့ချင်းကိုထပ်မံရရှိခဲ့ပါတယ်ရဟင်းအောင်ပရိသတ်တွေကလည်းအထာမထားကြပဲ့ ကြာစိနဲ့တူနေတဲ့ရင်အောင်ကိုမှငန်းငန်းတက်လို့ချင်နေတဲ့ဆိုပြီးတော့ဝိုင်းဝန်းဆောင်နောက်ခဲ့ကြပါသေးရဲ့ရှင်။အမဲတဲ့လိုလိုပြိသက်တွေရဲ့ကဲ့ရဲ့ဝေဖန်ခြင်းကိုခံနေရတဲ့တန်တာမိုးသိန်းကတော့ဒေါသဘုံလေးထွက်သွားပြီးတော့အင်တာဗျူးမှာတက်ပြဲသွားခဲ့တာပဲဖြစ်ပါတယ်။တန်တာမိုးသိန်းကနောက်ဆိုရင်အောင်နဲ့ပတ်သက်ပြီးတော့အဆက်အသွယ်လုပ်တော့မှာမဟုတ်တယ်လို့အင်တာဗျူးတွေလည်းသူ့အကြောင်းမပြောပါနဲ့လို့ဆိုလာခဲ့တာပဲဖြစ်ပါတယ်ရှင်။ကြာစိကိုလည်းမကြိုက်တယ်လို့ဝေဝေးမှနေပြပါ။ Come Street မမေ့ရင်နေပါစေ။ အများပြည်သူရဲ့မျက်စိမနှောက်ရင်ကျေနပ်ပါတယ်ဆိုပြီးတော့တန်တာမိုးသိကပြောသွားခဲ့တာပဲဖြစ်ပါတယ်။ကိုနဲ့သူကလည်းအများထင်ထားသလိုတွဲနေကြတာမဟုတ်ပဲတက်တက်ကြီးပြောဆိုနေရတာကြောင့်စိတ်တူတယ်။အပြင်မှာလည်းအမားတွေတခုမှမပါပဲချစ်ခင်စွာနေခဲ့ကြတာလူလူကျူးကျူးလည်းမပါတဲ့အတွက်ကြာလာတဲ့အချိန်မှာတော့ဝမ်းနေမိပါတယ်ဆိုပြီးတော့ရဲရင်အောင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြောလာခဲ့တာပဲဖြစ်ပါတယ်ရှင်။